ရဏတိပြီးမှဘုရားလောင်းဟာဘဝတစ်ခုမှာဘရင်အင်းရဲ့သားတော်ဖြစ်ရောက်အမိနာမဟုသနတန္တလို့နာမည်ပေးထားတယ်တကယ်သူပြီးသွားပညာသင်ပညာရေးတက်မြောက်တဲ့အခါကျတော့ဖခင်ကြီးတော်ဘရင်ကြီးရဲ့ထိနှံကို အမွေဆက်ခံတယ်သူလက်ထက်ရောက်လာတယ်ပေါ့သူလက်ထက်ရောက်လာတဲ့အခါကျတော့ပင်ကိုက စိတ်ကောင်းနှလုံးကောင်းရှိတော့မိဘဘက်ကလည်းချမ်းသာကြွယ်ဝဘရင်လည်းဖြစ်အသူလက်ထက်မှာဘာတွေထူးခြားလာတော့ဆိုရင်ခမည်းတော်လက်ထက်ကအကျဉ်းချထားတဲ့ထောင်းတွေကိုဖွင့်ပြလိုက်တယ်ဖွင့်လွှတ်လိုက်တယ်အကုန်လုံး ထောင်ထဲမှာချုပ်နှောင်ထားတဲ့လူတွေမရှိဘူးအကုန်လုံးလွတ်ငင်းချမ်းသာဝင် ပေးလိုက်တယ်ဒါလည်းဒီနေ့ခေတ်မှာလွတ်ငင်းချမ်းသာခွင့်ဆိုတာပြီးတာလည်းရှိတယ်လေအဲ့တော့ဇနသနာဘရင်ကတိုင်းပြည်အုပ်ချုပ်တဲ့အချိန်မှာလွတ်ငင်းချမ်းသာခွင့်နေပေးလိုက်ပြီးတော့ဘာလုပ်လဲဆိုရင်တိုင်းသူပြည်သားတွေကိုထောက်ပံ့ရေး ဆင်းရဲနှွမ်းပါတဲ့ပုဂ္ဂိုလ်တွေကိုထောက်ပံ့တဲ့အနေနဲ့ဌာနသခန်း6ခုတိဆောက်ထားတယ်သူတည်းကဌာနသခန်း6ခုဆိုတာဘုရင်ကြီးကစာရမဲမဲတောင်းအောင်မဲမဲပုဂ္ဂိုလ်တွေခက်ခဲမကြုံရအောင်ဆိုပြီးတော့နန်းတော်တကောင်းဝါမှာအလှူဒန်းလုပ်မဲ့ဌာနတာလာဆိုတာတစ်ခု စခန်းတစ်ခုထားတယ်။မြို့အလဲကောင်းမှလည်းပဲစခန်းတစ်ခုဖွင့်လက်ထားတယ်။အရှိန်အောင်တောင်မြောက်လို့ဆိုရက်မြို့ရဲ့လေးပေါက်မှလည်းပဲဌာနအလာလေးဖွင့်လက်ပြီးတော့ထားတယ်။အဲ့တော့ဘယ်အလာလာလူတွေဟာစားစရာတောက်စရာမရှိတဲ့ပုဂ္ဂိုလ်တွေအတွက် လှတန်းနေပေးတယ်ဒါနသခန်း6ခုဖွင့်တာတော့တနေ့တနေ့ကိုသခန်းတစ်ခုမှာ6သိန်း3သိန်း3သိန်းနဲ့အလုံး6သိန်းပေါ့နန်းတော်ကဘင်းဗန္နာတော်ကနေထုတ်ပေးတယ်တနေ့ကို6သိန်းဒါနသလာတစ်ခုမှတသိန်းကုန်ကြခံပြီးတော့အလှူတန်းနေလုပ်ပြီးတယ် အဲ့လိုလုပ်ပေးခြင်းအဖြစ်တိုင်းသူပြည်သားတွေမှာဆင်းရဲငမ်းမှုမှုဆိုတာမဖြစ်တော့ဘူး။အတထေးတွေကတော့သွားစားမှာမဟုတ်ပါဘူး။စားနိုင်တဲ့လူတွေကစားမှာမဟုတ်ဘူး။မစားနိုင်တဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီမှာသွားစားလို့ရ။အဲ့တော့ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေဖို့စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ဘဝခရီးဖြတ်သန်းနိုင်အောင်လို့သူ့နိုင်ငံမှာဆိုလို့ရှိရင်အဲ့လို ဒါနသာလာတွေဖွင့်လစ်ပြီးတော့ထားတယ်တဲ့အဲ့ဒါထူခြားတဲ့အလုပ်တစ်ခုပေါ့နော်ပြီးတော့မကြာခဏပြည်သူပြည်သားတွေကိုတတိပေးဆုံးမတယ်ဒီရှိုင်းရိုင်းဆိုင်ဆိုင် တုံးနဲ့တူမဆဲကြဘူးရှာဆိုင်ဆိုင်นี่မပြောကြဘူးတုံးနဲ့တူ မတက်အောင်မလုံကြဘူးဒီဆုံးမဩဝါဒလည်းပြီးတယ်အမေဖေတွေမိဥဖအိုတွေကိုစောင့်ရှောက်ကြဘူးဒါလည်းအထုပေးတယ်အဲ့တော့မြတ်စွာဘုရားလှုပ်တဲ့လှုပ်တွေ ဖះလောင်လုပ်ခဲ့တဲ့အလုပ်တရားလည်းပဲဖះဖြစ်တဲ့အချိန်ထိအောင်မတပိတိဥပဋ္ဌာဏဆိုမင်္ဂလာတရားဖြစ်ဟောထားရတာလေဒါခင့်မိတဲ့လူအတိုင်းဝိုင်းမှာခင့်မိတဲ့ဤစနစ်လို့ပြောရမှာပဲဒီကနေ့ခင်မှာဆိုလို့ရှိရင် home for age ဆိုတဲ့ဘဝရိပ်သာတွေတဲ့ရကြီးတဲ့ပုဂ္ဂိုလ်တွေကိုဆန်းလျှောက်ဖို့ဆိုပြီးတော့ နိုင်ငံဒီမှာလှုပ်ထားလေးရှိကြတယ်နော်ဘုရားဘာသာဟုတ်သည် ဖြစ်စေမဟုတ်သည်ဖြစ်စေအကျဉ်းနာမေတ္တာကရုဏာတရားထားပြီးတော့လူအတိုင်းဝိုင်းကို ဆောင်းလျှောက်ပေးကြတာအဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်လက်လက်ခံတာလှုပ်တင်တယ်ဗာတာပိတုဥပဋ္ဌာနာဆိုတာဒါလှုပ်တင်လှုပ်ထိုက်တာအဲ့ဒါကိုထူးထိုက်တော့နေမိဘတွေကိုပြုစုလို့ကြွေးကြဖို့နောက်တစ်ခုကတော့ မိဘတင်လားလို့ဆိုမဟုတ်ဘူးဆွေတဲ့မျိုးတဲ့မှာဒီအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေရှိတယ်အမျိုးတွေထဲမှာအသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်ရှိတယ်ဆိုအောင်ဆိုအဖေရဲ့အကိုတွေညီတွေရှိမယ်အမေရဲ့အာညီမတွေမတွေရှိမယ်အဲ့ဒါလို့ကိုမျိုးနွယ်တဲ့မှာတွေမယ်အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေ အဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းထောက်ပံ့ပြီးတလေးတစားဆက်ဆံမှုဆိုတာကိုတိုက်တွန်းနှိုးဆော်တယ်အဲ့လို တိုက်တွန်းနှိုးဆော်တော့တိုက်ပြရအေးချမ်းသာရတယ်သူကိုယ်တိုင်လည်းသင်္ဃဝတ္ထုတရား၄ပါးကိုလိုက်နာကျင့်သုံးတယ်သင်္ဃဝတ္ထုတရား၄ပါးဆိုတာ ရှင်းဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုမဆတာပေးတာကဏ္ဍလောက်တာဒါနလို့ခေါ်တယ်ခက်ခဲကြုံနေတဲ့ပုဂ္ဂိုလ်တွေကိုပေးတာကဏ္ဍတော့တိုင်းပြေအောင်ချုပ်တဲ့ပုဂ္ဂိုလ်တွေကငွေကြေးတဲ့နာ မဖူလုံတဲ့ပုဂ္ဂိုလ်တွေကိုထုတ်ပေးတာဟာရှင်းတော့ကတော့စီးပွားရေးရဲ့လို့မဟုတ်ဘူးသူက မြမစကားအနေနဲ့ဘယင်းမင်းနေလက်ထက်ကလေးကခေါ်လာတဲ့စကားအမတော်ကြီးလို့ခေါ်တယ်။အမတော်ကြီးဆိုမဆတဲ့ကွေကြီးလို့ဆိုလိုတယ်။ရှင်းသားတွေကမဆတာ။အမတော်ကြီးကအခြားတော်ကြီးဖြစ်သွားရင်တော့မကောင်းဘူး။နော်။ကွေကြီးထုတ်ပေးပြီးတော့အတိုးကြီးများများယူမယ်ဆိုရင်တော့ဒါအိဗယ်မရှိတော့။စီးပွားလုပ်တာဖြစ်သွားပြီ။ ရှင်းတဲ့ပုဂ္ဂိုလ်တွေကိုမဆားတဲ့အနေနဲ့အမတော်ကြီးဆိုထုတ်ပေးတာတချို့ဘီရင်တွေလက်ထက်ဆိုရင်ငွေကြေးထုတ်ပေးပြီးတော့၃နှစ်အတိုးအတိုးမယူတာရှိတယ်ချိန်ညတော့ဖမဘီရင်တွေထဲမှာထူးထူးခြားခြားအလုံးလေးလှုပ်ထားရှိပါတယ်လေထူးထူးခြားခြားဆိုတဲ့အထင်ကုံမုံခက်ကစကိုင်းမင်းလို့ခေါ်တယ် ဘာကြီးတော်လို့လည်းခေါ်တယ်မင်းတို့မင်းလက်ထက်မှာဒီစာရီကရေးတော့မင်းတို့မင်းရဲ့ဘာကြီးတော်လို့ဘာကြီးတော်ခေါ်တာအဲ့ဒီဘရင်ရဲ့ဘရင်နန်းတက်တဲ့အခါမှာဟိုမင်းကုန်းပထိုးတော်ကြီးကိုတီးသွားတဲ့ဘရင်ကြီးကပထုံမင်းတရားဘိုးတော်မင်းတရားလို့ခေါ်တယ်အဲ့ဒီဘိုးတော်မင်းကြီးပြီးတော့နောက်ဆက်ခံတာကစကိုင်းမင်းအဲ့ဒါဘာကြီးတော်မင်းလို့ခေါ်တော့ပေါ့နော် အဲ့ဒီပထမင်းဘိုးတော်မင်းတရားကြီးလက်ထက်မှာမိုးကောင်ရေးရှားပြီးတော့တိုင်းပြည်ဆင်းရဲသွားတာဆင်းရဲမှုနဲ့ကြုံတယ်အဲ့လိုကြုံတော့ဒီစကိုင်းမင်းဖာကြီးတော်မင်းနန်းတက်လာတဲ့အခါမှာသူနန်းတက်မင်းကွန်ပြောတော့ အခွန်တုတ်တွေမကောက်ဖို့၃နှစ်၃မို့သူကအခွန်လုတ်ခွင့်ပေးထားလိုက်တယ်။ဘာလို့လို့ဆိုရင်မိုးကောင်ရေရှားလို့လူတွေဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာအခွန်တွေကင်းလုတ်ခွင့်ပေးလိုက်တယ်အဲ့ဒီအချိန်ပြီးတော့သူနန်းတဲ့မိန်ကုန်းထဲမှာဗာပြောတော့ဆိုရင်သူရဲ့ဝန်တန်းတွေကိုမှားတယ်။ငါ့ကိုချစ်ရင်ပြည်သူတို့ကိုချစ်ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူအကျိုးစီးပွားကိုလိုလား ပြည်သူဗန္နာမျက်မုံမကြိုးကြနဲ့ထူးထူးခြားခြားမှားတဲ့စကားအဲ့ဒါပဲမျက်မုံကြိုးတယ်ဆိုတော့သူများပစ္စည်းမလိုချင်တဲ့လို့ပြောတာနော်ပြည်သူတွေရဲ့ပစ္စည်းကိုမလိုချင်တဲ့လိုချင်မျက်စိနဲ့မချိကြနဲ့လို့အဲ့ဒါကိုမျက်မုံကြိုးတယ်လို့ခေါ်တာပြည်သူဗန္နာကိုမျက်မုံမကြိုးနဲ့ငါရဲ့ဝန်တန်းဖို့ငါပေါ်မှမင်းတို့ ချစ်ခင်လေးစားတဲ့ဆိုရင်ငါ့ကိုလေးစားမဲ့အစားပြည်သူကိုလေးစားသူတို့ဆွလို့ရပေါ့နော်ငါ့ကိုချစ်လင်ပြည်သူတို့ကိုချစ်စွာငါ့ပေါ်မှာသစ္စာရှိတဲ့ဆိုရင်ပြည်သူတွေပေါ်သစ္စာရှိလို့သူတို့ဆွလို့ရပေါ့ငါအကျိုးစီးပွားကိုလိုလားရင်ပြည်သူအကျိုးစီးပွားကိုလိုလားလို့အလုံးရဲနိနေရလောက်ကပြောခဲ့တဲ့စကားလေးပဲဒါ ဲ့ဒီလိုဖျင်းနေဟာတိုက်ပြည်ကိုပြည်သူပြည်သားတွေကိုရင်ဝင်သားခဲ့သို့ဆောင်းလျှောက်ခဲ့ကြတယ်ပေါ့ဒါမင်းကောင်းမင်းမြတ်တွေဆိုရင်အဲ့လိုဆောင်းလျှောက်တာပဲတော့ဒီသနသနမင်းဟာလည်းပဲပါရဏတိမင်းနေထဲမှာသူကစိတ်ကောင်းနှလုံးကောင်းရှိပြီးတော့တိုက်ပြည်ကြီးဝတ်တုတ်တယ်မဟုတ်လိုလားတဲ့ဘယင်ဖြစ် ဒါသမိုင်းကြောင်းကိုပြန်ကြည့်မယ်ဆိုလို့ရှင်ဟိုရှေးဟောင်းကလေးကလိုက်နာခဲ့ရတဲ့စကြဝဠာမင်းရဲ့ကျင့်ဝတ်လို့ဆိုတဲ့ထဲမှာလည်းထပ်ပါတယ်အတော့အဟောဆရာကောင်းတယ်ဒီစကြဝဠာမင်းဆိုတာတတန်းရှိတဲ့ဘုရားမှာပေါ်တာဒီတတန်းတူလို့ရှင်တော့စကြမင်းဆိုတာမပေါ်ဘူးပေါ့နော်အဲ့တော့ စကြဝဠာမင်းနေရသူလိုက်နာကျင့်သုံးတဲ့အစင်လာရလိုက်နာကျင့်သုံးတဲ့စိကံကျက်တစ်ခုကပါတော့အတနာနံဒနာမနုပါတိတပံဒနာကျင်းွေမလုံလောက်တဲ့ပုဂ္ဂိုလ်တွေကိုဒနာကျင်းွေထောက်ပံ့ရမယ်ဒါဘယင်ကျင့်ဝတ်ထမပါတယ်ဥပဒေပဲဒါတော့တိုင်းပြည်မှာဆင်းရဲမွတ်တည်နေတဲ့လူတွေကိုထောက်ပံ့ပေးရမယ်